ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသူအခုမေခွန်းရှင်ကကိုကြော်ဆိုးလေးပါဆရာကြီးဟုတ်ပြီ24နှစ်ပါအရွယ်ကောင်းလေးတွေနော်ဟုတ်ကဲ့ဆရာကြီး24ဆိုတော့တကယ်ပြောရင်တော့ဒေါက်တော်မြည်ချမ်းမှာမယ်အရွယ်နော်ဟုတ်ကဲ့ဆရာကြီးရောဘာဂျန်လုပ်ငန်းနဲ့ကရင်ပြည်နယ်ရပါတဲ့ဟုတ်ပြီဆရာကြီးခင်ဗျားတဲ့ထမင်းစားပြီးရင်နဲ့ရင်ကောင်းတောင်ပူဆက်ပူလောင်ဖြစ်ပါတယ်တဲ့ဟုတ်ပြီတချေတွေလည်းရောင်နေပါတယ်တဲ့ဘွားအချေတွေဟုတ်အဲ့ဒါတော့ ဘယ်လိုစားတော့ရမလဲတဲ့အချောင်းကောင်ကိုပြန်ရှာရင်တော့လေဟုတ်ကဲ့ဆရာကြီးဝင်းချုပ်ရင်ချုပ်မယ်ဝင်းမချုပ်ရင်ဝင်းကြံနေလိမ့်မယ်ဟုတ်ကဲ့ဆရာကြီးမှန်မိမဲ့ဝင်းကြံနေရင်လည်းဖြစ်တတ်တယ်ဟုတ်ကဲ့ဆရာကြီးအဲ့လိုဝင်းချုပ်ဝင်းကြံလို့ရှိရင်အပုပ်ဆန်တာပေါ့ဟုတ်ဝင်းချုပ်ဝင်းကြံပြီဆိုအမျိုးသမီးဖြစ်ဖြစ်အမျိုးသားဖြစ်ဖြစ်ကလေးဖြစ်ဖြစ်လူကြီးဖြစ်ဖြစ်ဝင်းချုပ်စီးချုပ်သွေးချုပ်လေချုပ်ရင်အောက်ကိုမလဲတော့ဘူးအပေါ်ပဲဆန်တယ်အဲ့ဒီအပေါ်ဆန်လာပြီဆိုရင်အခုဖြစ်တယ်လို့ပဲမျက်စိဖြစ်မယ် သူနှာခေါင်းတစ်ဖက်ပိတ်တစ်ဖက်ပုတ်ဖြစ်နေသူနားလေထွက်တယ်သူစပင်းလေးကျွတ်တယ်တနည်းမဟုတ်တနည်းပေါ့ပါရတာပေါက်တယ်ဆိုတော့လေခုအားနေတာရှင်တယ်ပါတယ်အဲဒါကြောင့်မလို့ပြောချင်တာတော့လို့အကြော်တွေနဲ့အပူဆက်တွေချုပ်မဲ့အစာတွေကိုရှောရှောင်ပြီးတော့ဝင်းမှန်စီမဲ့အစာအကောင်းဆုံးကတော့လေဟုတ်ကဲ့ဆရာဆရာကြီးဆိုမနဲ့မိုးလင်းရင်တဘူတဘာသွားလိုက်တယ်သွားပြီးရင် ရေတံဘူးတပူတစ်ကြိမ်နဲ့တောက်လိုက်တယ်ဟုတ်ကဲ့ဆရာနောက်တပူကိုလက်ထက်မှာကင်ထားတယ်လမ်းလေးလျှောက်လိုက်တောက်လိုက်လမ်းလေးလျှောက်လိုက်တောက်လိုက်တော့လောက်ကြပြီဆိုရင်တွဲလည်နာသွားနေလိုက်တယ်နော်စိတ်ကအဲ့ဒီကြတော့မှတွန့်ထုတ်တော့မယ်လို့ခံစားလာပြီဟုတ်ကဲ့ဆရာအဲ့ဒါဆိုချက်ချင်းထိုင်တော့တွားလိုက်လို့ရှိရင်ခါရှိသမျှကအညီအကျေးမှန်မြောက်ပေါ့နော်အဲ့လိုပြောချင်ပါတယ်တွန့်ထွက်သွားတာပေါ့ရှင်းနဲ့ဆေးချလာပါတော့နော်ဆေးချလိုက်တာပေါ့ဟုတ်ပါတယ်အဲ့လိုတွားလိုက်လို့ရှိရင်တနေကုန်တို့ကနေလို့ ပေါ်ပေါ်ပါပါလေးဖြစ်တယ်။စိတ်ထမလဲကြည်ကြည်လင်းလင်းဖြစ်တယ်။တန်တန်ရှင်ရှင်ဖြစ်တယ်။အလေးပြီးနာနဲ့ရေတဝါချိုးလိုက်တယ်။အခုဆိုမနေ့ကအစီအစဉ်အဲ့ဒါတွေအကုန်ပြီးပြီ။ခုသမီးမလာခင်မှာပဲရေချိုးထားပြီးပြီ။ဟုတ်ကဲ့ဆရာ။စိတ်ကဘာဖြစ်လဲဆိုတော့အသက်ကြီးပြီမဲ့ဆိုချင်တာကတော့ဟုတ်ကဲ့ပါဆရာ။ဒါဟုစိတ်ထမအားကြစီခြင်းနဲ့စီရံနဲ့ပြောတာပါနော်။လှုပ်လှုပ်ခြင်းစိတ်တွေရှိသေးတယ်။ဆက်လက်လုံနိုင်သေးများလဲလုံမယ်လို့စိတ်ကူးတယ်။စောစောကတော့ 80ကျရင်ရလိုက်ခြင်းပြီလို့သူစိတ်ထဲမှာတွက်ထားတယ်ပေါ့နော်ဟုတ်ကဲ့ဆရာကြီးခုတော့အများလည်းတောင်းဆိုတယ်ကိုယ်လည်းပြောနိုင်နေသေးတယ်ဆိုရင်တော့ပြောနိုင်နေသေးသည်ပြောပြပါမယ်လို့အားလုံးကိုကာရဝပြုပါတယ်နော်ဆရာကြီးထမင်းစားပြီးရင်လည်းရင်ကောင်းတောင်းပြီးပူဆက်ပူလောင်ဖြစ်တာရောဆရာကြီးအဲ့ဒါကတော့ညက်အောင်ဝါဖို့သိအရေးကြီးပါတယ်ဟုတ်ကဲ့ဆရာကြီးအမျိုးသားတွေဒီအရွယ်ဆိုတာအလုံများတယ်ဟုတ်ကဲ့ခါလေးထမင်းသာစားနေတာနော်သူထမင်းသာစားနေတာဘာမှမသိ ူဘာသူဝါမမ်းမသိဘူးသူ့မေးကြည့်ထမင်းဝအောင်ဘယ်နှလို့စားရလဲလို့မေးရင်သူတစ်ခါမှမသိရတာဟုတ်ကဲ့ဆရာကြီးနော်တစ်ခါရရချင်းထမင်းတစ်လုံးကိုသုံးချက်လောက်ဝါပြီးလို့ချတာသမီးဟုတ်ကဲ့ဆရာကြီးအဲ့လိုမျိုးချတာပြင်ရပါမယ်ဟုတ်ကဲ့ဆရာကြီးအကယ်၍များအဲ့လိုအစာကျင်းလို့နေတယ်ဆိုရင်လေညနေပိုင်းကြလို့ရှိရင် ်ထမင်းအမာမစားတော့ဘူးနဲ့အပြုတ်တစ်ခုပေါ့ဟုတ်ကဲ့ပါဆရာကြီးအခုခင်မှာအပြုတ်တွေပေါ်တယ်လေဟုတ်ကဲ့ပါဆရာဆံပြုတ်တို့မြူဆံပြုတ်တို့ဂျီအိုးပြုတ်တို့ကွက်ကောက်အုပ်ပြုတ်တို့စားတယ်အဲ့လိုအပြုတ်လေးတရချားတရချားလောက်တောက်ပေးရင်ဒါတိတသာတက်တာတော့မှာတည်းဟုတ်ကဲ့ပါဆရာကြီးဘာဖြစ်လို့လဲလို့မေးရင်အားလုံးသောတတ္တဝါတွေမှာပြည့်စိတ်ကစားပြည့်စိတ်အစာဘူဟကစားဘူဟအစာဟိုးချင်းသေးကြီးနဲ့ချင်းသေးကြီးအစာဆင်လဲဆင်အစာရေထဲမှာရှိတဲ့မိကြောင်းနဲ့မိကြောင်းသူ့အစာနဲ့ သူ့တောင်နဲ့အအဆက်ဆက်ရှိရသည်မင်းဟုတ်ကဲ့ပါဆရာကြီးအဲ့ဒီစားတတ်ဖို့သိလို့ရနော်ဟုတ်ကဲ့ပါဆရာကြီးဒါပေမဲ့အဲ့ထဲမှာလူကဘာထူးလဲလူကလေဟမ်အဆုံစားတာပါဆရာအေးအဲ့ဒါအဆုံစားတာမှဆိုးတာပဲတကယ်တည်းဟုတ်ကဲ့ပါဆရာကြီးအဲ့တော့ကိုကိုရဲ့ကျမ်းမာရေးကိုကိုသိအောင်လေ့လာထားရမယ်ဟုတ်ကဲ့ပါသိတဲ့လူနဲ့ဆွေးနွေးတာရမယ်ကိုကအပူတွေလွန်နေပါတယ်ဆိုရကြတဲ့အပူဆက်စားနေအဲ့လိုဘာဖြစ်မှာလဲပူပူမှာပါဆရာကြီးအပူပူမှာယောဂါတွေထူတာတော့ယောဂါထူမှာပေါ့ဟုတ်ကဲ့ပါဆရာကြီးဇမင်းကြီးကျွတ်မယ်မျက်စိကြီးမှုမယ် သွားတွေနေမယ်အသားအရည်တွေပြောင်းမယ်နော်လှုပ်ချင်ကြိုက်ကြစိတ်မရှိဘူးအဲ့ရတယ်မှာပဲလှဲနေကြဆိုတာဖြစ်မှာပေါ့တကယ်လို့အပူတွေများတယ်ဆိုရင်ဘာလေးမိဝဲပေးရမလဲအေးတွေမိဝဲရအေးဓာတ်တွေမိဝဲမယ်ဥမာသမီးဓာတ်တွေကတော့တိပိသားပဲမယ်လို့ဆက်ထက်ထက်ပြောတာမလက်အောင်လို့ပြောတာပါရည်ချိုးမယ်ရည်အေးချိုးမလားရည်နှွေးချိုးမလားရည်အေးပဲချိုးမယ်ဆရာတချို့လည်းခင်မိတယ်လို့ထင်လို့ရည်နှွေးချိုးတယ်တချို့ကအကြောပြေတယ်ဆိုပြီးရည်နှွေးချိုးအဲ့ဒါတော့မှန်ပါတယ်ဆိုတော့ ်ချိုးတော့ခဏပြေတာတည်းမြတ်ဟုတ်ကဲ့ဆရာပြီးရင်ပူတက်တယ်အဲ့ဒါဟုတ်ကဲ့ဆရာ။ဆရာလို့ဆိုအခုရေချင်းမချိုးပါဘူးဟုတ်ကဲ့ဆရာ။ချိုးကျင်တပါဆိုရင်ရေလေးကိုနေလှမ်းလိုက်ပါဟုတ်ကဲ့ဆရာ။ကိုအပူချင်းနဲ့မျှအောင်လောက်ချိုးရင်ချိုးလို့လဲကောင်းတယ်အကျော်လည်းမတက်ဘူးဟုတ်ကဲ့ပါဆရာ။အဲ့လိုချိုးသင့်ပါလေဟုတ်ကဲ့ပါဆရာ။နောက်ချိုးတဲ့အခါမှာလည်းပဲရေကိုဝဝလင်းနဲ့ချိုးပါတချို့ကအဲ့ဒါစကပုံရှိတယ်ဆိုပြီးတော့ပြောလိုက်သေးဟာရေချိုးရင်ဘာဖြစ်တယ်ကွာ။ ရေမချိုးလို့ဘာမှမဖြစ်ဘူးဟုတ်ကဲ့ဆိုတဲ့စကားပုံကြီးနော်ဟိုထုတ်ပြောရင်တော့စကားရင်သီးလို့မပြောတော့ပါဘူးဟုတ်ကဲ့ဆရာကြီးသူရေချိုးသိကြောက်တယ်ဟုတ်အဲကြောက်ရမယ့်ခက်မှန်ပါလေအခုကအဲ့ဒီချီကုန်ပါပြီဟုတ်ကဲ့ချိုးပါရေမှတပါစီမရှိပါဘူးလို့အကြံပြုလိုက်ပါလေဗျာဟုတ်ကဲ့ပါဆရာကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးစာဝနာကင်ပါရစင်ကြပါစေ